မွန်ပြည်နယ်တထုံမြို့ပေါ်ရပ်ကွက်တွေမှာစစ်ကောင်စီပူပေါင်းတပ်ဖွဲ့တွေကစစ်မှုထမ်းအတွက်လူငယ်တွေကိုညာဘက်ပေါ်တာဆွဲဖမ်းဆီးမှုတွေပြုလုပ်လာတယ်လို့မြို့ကန်တွေကတန်ရင်တိုင်းကိုပြောပါတယ်။စစ်မှုထမ်းတင်တဲ့အတွက်တပ်သားလူအချက်ရှိနေတဲ့စစ်ကောင်စီဟာမေလပထမပတ်ကစလို့တထုံမြို့ပေါ်မှာလူငယ်တွေကိုညာဘက်ပေါ်တာဆွဲဖမ်းဆီးမှုတွေဇက်တိုက်ပြုလုပ်လာတာပါ။တထုံမြို့ကန်တွေရဲ့ပြပြကျိအရယခုလအတွင်းလူငယ်20ထပ်မနေဖမ်းဆီးခံထားရပြီးအများစုဟာမိသားစုနဲ့ဆက်သွယ်မရဘဲ စစ်မှုရန်သင်တန်းတွေထံပို့ဆောင်ခံနေရတာဖြစ်ပါတယ်စစ်ကောင်စီဟာညာဘက်အပြင်ထွက်သွားလာတဲ့လူငယ်တွေစားသောက်ဆိုင်တွေနဲ့အရက်ပီယာဆိုင်တွေမှာရှိနေတဲ့လူငယ်တွေကိုမထင်ရင်မထင်သလိုအင်အားလုံးရင်းနဲ့ဝင်ရောက်ဖမ်းဆီးမှုတွေလှုပ်ဆောင်နေတယ်လို့မြို့ကန်ဒီကဆိုကြပါတယ်စစ်ကောင်စီရဲ့ပေါ်တာဆွဲဖမ်းဆီးမှုတွေကြောင့်တပ်ထုံမျိုးပေါ်မှာည9နာရီနောက်ပိုင်းအပြင်ထွက်သွားလာသူမရှိတဲ့လောက်နေပါလာပြီးဒေတာရင်းကမိဘတွေမှာလည်းစိုးရိမ်ပူပန်မှုမြင့်တက်နေတယ်လို့သိရပါတယ် ရဲတပ်ဖွဲ့သတင်းရင်းမြစ်တွေရဲ့အဆိုအရတထုံမြို့ပေါ်မှာရှိတဲ့ရက်ကွက်နေထင်းရဲတွေကိုတနလင်းစစ်မှုရန်တအုံနှုံပေးဖို့ညွန်ကြားခံထားရပြီးမပေးနိုင်တဲ့နေထင်းရဲတွေကိုရှေ့တန်းပို့မယ်လို့ချင်းချောက်ခံထားရတာပါတန်လွင်တိုင်းကလလန်းမီတောက်ပြည့်စုထားတဲ့ချက်လက်တွေရမွန်ပြည်နယ်မှာစစ်ကောင်စီရဲ့စစ်မှုရန်တင်နန်းပတ်စဉ်တက်ကနေအပတ်စဉ်စနစ်ထိလူငယ်2100ထက်မနည်းစစ်သားစုဆောင်ခံထားရပါတယ်